ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဗစ်တိုးရီးယားခင် YouTube channel မှာကြိုဆိုပါရစေ။ဒီနေ့ကတော့အိမ်မှာဘဲဥဟင်းချက်စားဖြစ်ပါတယ်ရှင်။ချက်ပုံလေးကိုလိုက်ကြည့်ပေးကြပါအောင်ရှင်။ဒါကတော့ဘဲဥဟင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းတွေဖြစ်ပါတယ်ရှင်။ခရမ်းကျင်ဒီလီးထရပါရှင် จิตตนผู่จิตตนนี่เนี่ยงยุทธีรู้ท่องทระบาရှင်ดาก็มจีทีนิดကိုเย็นรีนี่เนี่ยสิ่งทระဖြစ်ပါတယ်ရှင်ပထမဆုံးဒေဝရဲမှာစီပူလာပြီဆိုရင်จิตွန်ဖြူจิตွန်นี้ငြိုပ်ပြီးထောင်းထားတာတို့ကိုစီတက်လိုက်ပါမယ်ရှင်စီတက်ထားတဲ့အနက်လေးမွေးလာပြီဆိုရင်ခရမ်းကျင်သေးထည့်လိုက်ပါမယ်ရှင်ပြီးရင်အရသာအတွက်တက်ရှိချုံမုံရဲ့ စားရဲ့နေငယ်ထည့်လိုက်ပါမယ်ရှင်ဟုတ်ကဲ့ဒါကတော့တေချာလေးမွေပြီးရင်ခရမ်းညင်သီးတွေကျက်သွားအောင်ရေနှဲငယ်ထည့်ပြီးအဖုံးအုပ်ပြီးချက်ထားလိုက်ပါမယ်ရှင်။ဟုတ်ကဲ့ဒါကတော့ဘဲဥကိုအနစ်နဲ့အကာကွာမသွားအောင်ကျက်ဥထဲမှာနစ်ပြီးတော့ကြော်ဖို့လုပ်နေတာဖြစ်ပါတယ်ရှင်။ ဒါကတော့ကြက်ဥထဲမှာနှစ်ထားတဲ့ဘဲဥတွေကိုမချက်ခင် ကြော်နေတာဖြစ်ပါတယ်ရှင်။ဘဲဥကြော်လို့ပြီးသွားပါပြီရှင်။ခရမ်းကျင်ဒီအနှစ်လဲစီပြန်လာပြီဆိုတော့မကြီးရည်လေးထည့်ပြီးတော့အနှဲငယ်မွေလိုက်ပါမယ်ရှင်။ ဟုတ်ကဲ့ခုဆိုရင်ခရမ်းညင်သည်အနစ်တွေစီပြန်လာပြီဆိုတော့ဘဲဥကြွထားတာလေးတွေကိုထည့်ပြီးတော့ချက်လိုက်ပါမယ်ရှင်ဟုတ်ကဲ့ဘဲဥဟင်ကြက်သွားပါပြီရှင်ငရုတ်သီးစင်းရဲ့နနံမင်းရဲ့အုပ်ပေးလိုက်ပါမယ်ရှင်ချက်ရတာလဲလွယ်ကူပြီးတော့စားရတာလဲအင်မတန်အရသာရှိပါတယ်ရှင်လိုက်ချက်စားကြည့်ပါနော်အန်ဒီခင်ရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြနဲ့နော်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။